ောကမှာဆိုတော့စကားအကောင်ပြောလို့မရတဲ့သူမားရောက်ရှိတယ်အဲ့ဒါစကားအကောင်ပြောမရဘူးတို့ကနော်မားရောက်ရှိတယ်အဲ့ဒါဘယ်သူတွေတုံးဆိုတော့နံပါတ်1ကတရားတရားမရှိတဲ့သူတရားတရားမရှိတဲ့သူကိုဘုရားရှင်ဟောတာတဲ့တရားတော်တွေအကြောင်းကိုပြောပြနေလို့ရှိတယ်အစကတည်းကဘုရားကိုယုံကြည်မှုတရားတရားမရှိဘူး ။မရှိတဲ့ခါကျတော့ဘုရားရှင်ဟောတဲ့တရားတော်တွေကိုလေးစားမှုမရှိဘူး။မကြည်ညိုတရားကိုမကြည်ညိုတော့ဘုရားကိုလည်းမကြည်ညိုဘုရားကိုမကြည်ညိုတော့တန်ခါကိုလည်းမကြည်ညိုဒါတရားမရှိဘူး။ဒါတရားမရှိတဲ့လူဒါတရားကြောင့်သွားပြောနေလို့ချင်းအကျိုးမရှိဘူး။ပြောလည်းသူဟာနားမထောင် ပြောလို့မရဘူးပေါ့နားမဝင်နိုင်ဘူး။ဒါတရားအဲ့ဒါကဘုလွန်မတဲ့ဘုသူတ္တနဲ့ရှိတယ်ရှိတယ်နော်တချို့ဘုသူတ္တသိနေတယ်တွေ့ဘူးတယ်သူတို့ ဘာမှသူထင်မထင်ရတယ်အဲ့ဒါအဲပြောလို့ချင်းသူများကသာပြောလို့ချင်းဆရာကြီးလောက်တယ်လို့ထင်တာသူသိတာလေးလောက်ပဲသူကသူဆရာကြီးလောက်အောင်မင်းကြတာဘဝင်မြင့်တာနော်ဘာနဲ့တော့တူတော့ဆိုတော့ဂျီအိုင်လေးတက်မှာဝင်နေတာဖားလေးတကောင်ကသူရှိနေဂျီအောင်လေးကိုသမုတ်ထရာကြီးလောက်မှတ်နေတယ်လို့ပေါ့သဘောကအဲ့ဒါလို့ဖြစ်တယ်အဲ့ဒါလို့နော်ဘောတုဒ္ဒအမတန်နဲတဲ့တို့တယ်အဲ့ဒါမျိုးတွေလက်ရှိတယ် ြောချင်တာကအဲ့ဒါဘုသူဒ္ဒနဲ့တဲ့သူတွေကိုအကြမ်းမြင်ဘုသူဒ္ဒရဲ့အကြောင်းတွေသွားပြောရင်ငါတို့ရပေါ့ပေါ့နေပေါ့ပေါ့ဆိုဘာမှလင်းနဲ့မထားဘာမှလင်းတဲ့ကိစ္စတွေကိုစူးစမ်းလေ့လာလို့စိတ်မရှိစားရရင်ပြီးရောဝတ်ရရင်ပြီးရောဘုသူဒ္ဒပိတ်ဖြစ်ဖြစ်ထင်မိထင်ရာသူစိတ်တဲ့စရာအမှန်ထင်နေတဲ့လူသွားဘုသူဒ္ဒကြောင့်သွားပြောရင်ဆရာလုပ်တယ်လို့ထင်ခံရတတ်တယ်နော်ဒါမှမထောင်တဲ့ကိုတော်မျိုးစောင်းထိုးပြီးကြည့်လိုက်မယ်အဲ့ဒါဘုသူဒ္ဒကြောင့်သွားပြောနေလို့နားမရ ထောင်မှုပေါ့နော်ပြောလို့မရနိုင်ဘူးပြောပြမယ်အကျိုးမလဲမရှိဘူး။ဒါပေမဲ့နှမျောတဲ့သူတဲ့နှမျောတဲ့သူကိုသွားပြီးတော့ပေးချောင်းကန်းချောင်းလှူချောင်းတန်းချောင်းသွားမပြောနဲ့။နော်။အဲအရာဇန်သူပဲအရာဇန်သူပဲနော်။အရာဒါနရဲ့အကျိုးစီးပွားတွေဘာတွေသွားပြောနေတော့ဘာမှစိတ်ဝင်စားမှာမဟုတ်ဘူး။နောက်တစ်ယောက်ကပညာမဲ့တဲ့သူပညာမရှိတဲ့သူပညာမရှိတဲ့လူကသူကလည်းပညာမတတ်တော့ ပညာတတ်တဲ့ပုံကိုယ်တွေကိုသူကမနာလို့ပညာရေးဝလက်စစ်မဝင်စားဘူးတချို့ရှိတယ်အဲ့ဒါတချို့ကြတော့စိတ်စဒါလူတိုင်းပြောနေတာမဟုတ်ဘူးနော်တချို့ကတော့ပညာမတိုက်မစိသဘောထားကောင်းတဲ့လူတွေရှိတယ်ပညာတတ်တွေကိုအားကြတယ်ပညာတတ်ခြင်းနဲ့သာသမီတွေကိုပညာတတ်ဖြစ်စေခြင်းနဲ့ကိုယ်နဲ့နှိစ္စတတ်လူတွေကိုပညာတတ်စေခြင်းနဲ့ဒါရှိတယ်အဲ့လိုမျိုးပြောနေတာကဒါကအဲ့လိုပြောနေတာမဟုတ်ဘူးပညာမတတ်ဘူးဆိုတာပညာမရှိဘူးဆိုတာပညာနှစ်မျိုးအတတ်ပညာအသိပညာလေအတတ်ပညာလည်းပဲဘာမှမသိတော့ဘာမှမတတ်ဘူး ဆင်ញံတုံးတရားဆင်ញံတိုင်းတာစဉ်းစားနိုင်စွာအတိပညာလည်းဘာမှမရှိတဲ့လူနော်လူပြဲအဲ့လိုကိုပညာရဲ့အကြောင်းသွားပြောနေလို့ရှိရင်ကြိုက်ပါမဟုတ်ဘူးသူကအဲ့တော့ပညာမဲ့တဲ့ပုဂ္ဂိုလ်ပညာရောက်သွားပြောရင်ပြောလို့မရဘူးလူချင်းစိတ်လက်မဖြစ်ဘူးစိတ်လက်မဝင်စားဘူးသူခေါင်းရှုပ်ပါတယ်ပြောတယ်ညာအဲ့တော့ကတိလမရှိတဲ့သူတိလမရှိတဲ့သူကိုတိလအကြောင်းသွားပြောလို့ရှိရင်အမြင်ကပ်လာ ဆိုတော့အာဒနာတရားတော်ထဲမှာအဲ့ဒါရှိနေတယ်။ယသော်ဘုရားတဲ့တချို့နတ်တွေဟာဘုရားမကြည်ညိုကြဘူး။အကြောင်းကဘာလဲဆိုတော့ဘုရားကငါးပါးတိလာဟောတာလို့ရတယ်နော်။အဲ့ဒါသူတို့ကအရက်တွေပါတယ်တောက်ခြင်းနဲ့ပြောခြင်းပါခြင်းနဲ့ဘုရားကအရင်မတောက်ရဘူးငါးပါးတိလာထည့်ဟောလိုက်တာအဲ့ဒါမကြိုက်ဘူးဟောအဲ့ဒါတော့နော်ကိုကျက်တိလာတရားတွေပြည့်ရွံ့နေတဲ့လူတရားကိုတိလာအကြောင်းသွားပြောရင်သူ့ကိုတိုက်ခိုက်ဝေဖန်နေတဲ့အပြစ်တင်နေတဲ့စောင်းပြောနေတယ်လို့အထင်ခံရတတ်တယ် နားထောင်မှမဟုတ်ဘူးအဲဒီပုဂ္ဂိုလ်လက်တိလာအကြောင်းပြောလို့မရတယ်သူအဲကြောင့်ဦးဇင်းတို့လောကမှာစကားအကောင်းပြောတော်လဲပြောမရတယ်သူပြောပေမဲ့နားမဝင်နိုင်တဲ့သူအားရောက်ရှိတယ်ပေါ့